အားလုံးမင်္ဂလာပါခင်ဗျပြန်လည်ကြိုဆိုပါရစေကျွန်တော်ဒီခဏတော့ Grade 11 English Unit 10မှာပါတဲ့ Present Participle ရဲ့ Grade 12 English Unit 3မှာပါတဲ့ Participle Present တွေနဲ့သစ်ဆိုင်တဲ့ English Grammar ကိုကျွန်တော်ဒီ Remember Fee ရဲ့ကမ္ဘာရောင်းအကောင်းဆုံးစာအုပ်တို့ဖြစ်တဲ့ဒီ English Grammar စာအုပ်ထဲကနေထုတ်ယူပြီးတော့မှကျွန်တော်ဆွေးနွေးချင်တာပါဟုတ်ကဲ့အားလုံးမင်္ဂလာပါ ကျွန်တော်ရဲ့ channel လေးကနေ great 10 11 12နဲ့ပတ်သက်တဲ့များအင်္ဂလိပ်စာသင်ခန်းစာတွေရဲ့ပြပဘူးတုဒရရရအကြောင်းအင်္ဂလိပ်စာနဲ့ပတ်သက်တဲ့များတွေကိုပုံမှန်တင်ဆက်ပြီးတော့မှကြောင့်မို့ channel လေးကို subscribe မလုပ်သေးရင် subscribe လုပ်ပေးဖို့ဥစွာမြတ်တမ်းရခံပြစေ။ဟုတ်ကဲ့ဒါဆိုရင်ကျွန်တော်တို့သင်ခန်းစာကိုစတင်ကြအောင်။အဲ့တော့ဒီစာအုပ်ကတော့အားလုံးမသိတဲ့လူရှိမှမထင်ဘူး။ဒီစာအုပ်ကအားလုံးဒီ intermediate level အတွက်ပေါ့နော်။ unit ပေါင်းသူက unit ပေါင်း145ခုအထိပါတယ်။သူအဖြေတွေလည်းပါတယ်။တဲ့ အလွယ်တကူပဲသူအင်တာနက်မှာဒေါင်းလုဒ်ဆဲလို့ရတယ်ပေါ့နော် FTP လေးပါတယ် additional exercise တွေလည်းပါနေတယ်ပေါ့နော်အဲ့တော့ကျွန်တော်ဒီမှာဆွေးနွေးကြတာက grade 11မှာပါတဲ့ unit 10ကဒီ participle phrases တွေရဲ့ present participle ရဲ့ grade 12 unit 3ကဒီ participle phrases တွေအကြောင်းပေါ့နော်ဒီကြောင့်လည်းသက်ဆိုင်တဲ့ဒီ ing clause တွေအကြောင်းကိုကျွန်တော်ဆွေးနွေးကြတာဖြစ်ပါတယ်ဟုတ်ကဲ့ပါ ကျွန်တော်သင်ခန်းစာလေးကိုမစတင်ခင်မှာကျွန်တော်ဒီ screen ကို scroll down လုပ်တဲ့အခါအနေနဲ့မျက်စိမူတာလေးရှိနိုင်တယ်ဒီအတွက်ကိုလည်းသိခံပေးစေချင်တယ်ဒါပြီးရင်ကျွန်တော်ရဲ့ screen ကခါတိုင်းကတော့ black screen ပဲသုံးတာပေါ့နော်ရှိရှိသူတွေကိုမျက်စိမစူးစေချင်လို့တို့တော့ညာလေအခုကစာအုပ်ကအစိမ်း sorry အဖြူဆိုတဲ့အတွက်အဲမျက်စိစူးကြအောင်စူးနေနိုင်တယ်ဒါလေးကိုလည်းသိခံပေးစေချင်ပါတယ်ဟုတ်ကဲ့ဒါဆိုရင် unit 68မှာပါတဲ့ ing clauses အကြောင်းတွေကိုကျွန်တော်တို့လေ့လာကြမယ် Okay, ING clause he hurt his knee playing football. Do belong as I do chow do not get a ball. Okay, study this example. Example is Lila Bare. Kate is in the kitchen. She's making coffee. Kate ga miu jong ne ma du ma ha coffee pyo Okay, Kate bo ya. Yeah. You can say mi de lu pyo nai ne. Kate is in the kitchen making coffee. The anau ga sen making coffee so da di de. Coffee ဖြောနေတယ်လို့ပြောတာဖြစ်တယ်နော် KD မိဘကြောင့်လည်းမှာ copy ဖြောနေတယ်ကျွန်တော်တို့ grade 12မှာလေ့လာခဲ့လို့ပဲ D ING clauses လို့ခေါ်တဲ့ participle clauses တွေက economical way ပို့ပြီးတော့မှစာကြောင်းတွေကိုကြစ်ကြစ်လက်လက်ပြောချင်ရင်သုံးတာဖြစ်တယ်ဒါကြောင့်မို့သူကဒီနဲ့ចောင်းလုံးကိုမပြောတော့ဘဲနဲ့တចောင်းနဲ့ကြစ်ကြစ်လက်လက်ဖြစ်သွားအောင် KD မိဘကြောင့်လည်းမှာ copy ဖြောနေတယ်လို့ဒီလိုရေးလို့ရပါတယ်တဲ့ Okay You can use ing in this way when two things happen at the same time. တစ်ချိန်ထဲမှာနှစ်ခုเนาะအရာနှစ်ခု ပုံစံတစ်မျိုးနဲ့ဖြစ်ပစ်တယ်ဆိုရင် ပြောချင်တာတဲ့တပြိုင်တည်းဖြစ်တာပေါ့နော် at the same time အဲ့တော့ a man ran out of the house shouting လူတယောက်ဟာနော်အိမ်ထဲကနေအော်ပြီးတော့မှပြေးထွက်လာတယ်လို့ပြောချင်တာအော်ရင်ပြေးထွက်လာရင်ပေါ့ဗျာ Okay သူပြောချင်တာက he ran out of the house and he was shouting သူဟာအိမ်ထဲကနေပြေးထွက်လာတယ်ပြီးတော့အော်လဲအော်နေတယ်ဆိုတော့အော်ရင်ပြေးထွက်လာတာတဲ့ဒီလိုရေးလို့ရတယ်တဲ့ do something တခုခုလုံး don't just stand there doing nothing ဘာမှမလုပ်ဖဲနဲ့အဲ့ဒီမှာမတရမနေနဲ့ doing nothing ဘာမှမလုပ်ဖဲလို့ပြောနေတာဖြစ်တယ် be careful crossing the road လမ်းဖြတ်ကူးတဲ့အခါသတိထား तू အဲ့လိုပြောနေတာပါတဲ့အဲ့တော့ action တခုလို့ပြောရမှာပေါ့နော်အဲတပြိုင်တည်းဖြစ်နေတယ်ဆိုရင်ပြောလို့ရတယ်တဲ့ okay နောက်တစ်ခုက we also use ing when one action happens during another action action တခုဖြစ်ပြနေတော့မှာ နောက် action တခုဖြစ်ပြသွားတယ်လို့ပြောကြည့်ရင်လည်း ing ကိုသုံးတယ်တဲ့ Joe Hart his name playing football နော် Joe ဟာဘောလုံးကစားနေတော့သူဒူးနာခဲ့တယ်အဲ့တော့ဘောလုံးကစားနေတာက action တခုအဲ့ဒီဖြစ်ပြနေတော့မှဒူးနာသွားတယ်ဖြစ်ရကနောက်တစ်ခုဖြစ်ပြတာအဲ့တော့ when one action happens during another action တခြား action တခုဖြစ်နေစမှာနောက်ထပ် action တခုဖြစ်ပြရင်လည်းဒီ ing ကိုပြောလို့ရတယ်တဲ့ Did you call yourself shaving? အမွေးရိတ်နေတော့ပဲရှာမိခဲ့တာလား why you were shaving လို့ပြောတာတဲ့ okay you can also say why doing something and when doing something တခုခုကိုလုပ်နေစဉ်တခုခုကိုလုပ်နေတဲ့အခါလို့လဲပြောလို့ရပါတယ်တဲ့သူကဒီ why တော့ when တော့ ਨੇ ပေါ့နော် Joe Hart has knee why playing football be careful when crossing the roads စတဲ့ချင်းပေါ့နော် when you are crossing လို့ပြောချင်တာအဲ့တော့ when crossing why playing ဒီလိုလဲရေးလို့ရပါတယ်တဲ့နောက်တစ်ကြည့်ကြည့်အောင်ဆို when one action happens before something else တခုခုထက်ကိုအရင်စောပြီးတော့မှ action တခုဖြစ်ဖြစ်တယ်ဆိုရင်လည်းသုံးလို့ရတယ် we use ဘာလို့သုံးလဲ have done ဒါကိုတော့ကျွန်တော်တို့က perfect participle လို့ခေါ်ခဲ့တာပြော having done for the first action ပထမဖြစ်ရတဲ့အတွက် having done ကိုပြောလို့ရတယ်တဲ့ having found a hotel hotel တခုကိုတွေ့ပြီးနောက် we look for somewhere to eat ကျွန်တော်တို့စားဖို့တနေရာကိုရှာခဲ့ကြတယ် having finished her work သူ့အလုပ်တွေပြီးပြီးတဲ့နောက် she went home သူအိမ်ပြန်သွားတယ်အဲ့တော့ action တစ်ခု action တစ်ခုမှာဒါပထမ action ပထမ sentence မှာဆိုရင် hotel ကိုတွေ့တာကပထမဖြစ်ရပြီးတော့မှစားဖို့တောက်ဖို့နေရာနေရာရှာတာကဒုတိယဖြစ်ရအဲ့တော့ပထမဖြစ်ရကိုကျွန်တော်တို့က having found ဒီလိုရေးလို့ရတယ်တဲ့အဲ့တော့သူကတော့ကျွန်တော်တို့ text ထဲမှာကဒီ event order လို့ပြောတာပေါ့နော် event order လို့ပြောတာ you can also say after ing လည်းပြောလို့ရတယ်တဲ့ after finishing her work she went home လို့လည်းပြောလို့ရပါတယ် ်โอเคဒီကြောင့်ကိုကျွန်တော်တို့ grade 11က after before မှာလည်းကျွန်တော်တို့လေ့လာခဲ့ကြပြီ after finishing လို့ပဲရေးရေး after having finished လို့ပဲရေးရေးလို့ကျွန်တော်တို့ရေးလို့ရတယ်လို့ကျွန်တော်လေ့လာခဲ့ကြပြီနောက်တစ်ခုက these structures are used more in written english than in spoken english ဒီပုံစံကိုတော့အပြောအထက်ကိုအရင်မှပို့ပြီးတော့မှသုံးပါတယ်တဲ့ when we begin a sentence when having done something or after doing something အကယ်၍ စာကြောင်းကို having done something တောင်မဟုတ် after doing something နဲ့စတဲ့အခါ we write a comma comma နဲ့ရေးပါတယ် after this part of the sentence ဒီ sentence ပြီးမှကျွန်တော်တို့ comma နဲ့ရေးရတယ်တဲ့အဲ့တော့ having done ပဲဖြစ်ဖြစ်နော် after verb ing ပဲဖြစ်ဖြစ် the clause ကိုအရှိမထားလိုက်တယ်ဆိုတော့ comma နဲ့ရေးရပါတယ်တဲ့ဒါလေးကိုတော့မမေ့ရဘူးနောက်တစ်ခု you can use ing to explain something တခုခုကိုရှင်းပြခြင်း ing ကိုသုံးတယ်ဒီမှာကျတော့ကျွန်တော် reason လို့ပြောတာပေါ့ဗျာကျွန်တော်တို့ text ထဲမှာ level နဲ့ try ရဲ့ text ထဲမှာ reason လို့ပြောခဲ့တာ or to say why somebody does something တခုခုကိုနော်တယောက်ကဘာကြောင့်မို့လုပ်ရတယ်ဆိုတာကိုပြောဖို့အတွက်အကြောင်းပြချက်ပေါ့ဗျာပြောရမယ်ဆိုရင် di ing ကိုသုံးလို့ရတယ် The sentence usually begins when ing. sentence ni ing နဲ့စပါတယ်။ Feel tired, I went to bed early. ဒီနေရာမှာ feel tired ဆိုတာဒီ more pando jang, because I feel tired already. B, I employ, he doesn't have much money. B, I employ, so ready. A low limit to jang, to my basamia, mishibu. Because he is unemployed, do Not having a car, kamishi dojang, she finds it difficult to get around. Lepapudu, kakere, because she doesn't have a car, do We use having for something that is complete before something else. before something တခုခု tick ကိုနော် complete ပြီး for something တခုခုအတွက် that is complete ပြီးစီးသွားပြီးသားဖြစ်ရတဲ့အတွက်ကိုလည်း have done လို့ပြောလို့ရတယ်တဲ့ဥပမာအဖြစ် having seen the film twice ရုပ်ရှင်ကိုနှစ်ခါကြည့်ပြီးတာကြောင့်မို့ I didn't want to see it again နောက်ထပ်မကြည့်ချင်တော့ဘူးတဲ့ဒါလည်းအကြောင်းပြချက်ပါပဲ because I had seen it twice ဆိုတဲ့အဓိပ္ပာယ်ပါ These structures are used more in written than spoken English ဒါလည်းအတူတူပဲ spoken မှာတဲ့ကို written မှာပို့ပြီးတော့မှတုံးပါတယ်တဲ့ when we begin a sentence with ing filter not knowing having seen အစရှိတဲ့ပြင်ရေးမယ်ဆိုရင် rewrite a comma after this part of a sentence ဒီ sentence ရဲ့အပြီးမှာဒီ sentence စိတ်ပိုင်းရဲ့ပြီးမှာ comma ခိုင်းရတယ်တဲ့ကျွန်တော်တို့ comma မေးလို့မရဘူး not knowing what to do i call my friend to ask her advice okay ဒါဆိုရင်တော့အဆင်ပြေသွားလိမ့်မယ်လို့ထင်တယ်ဒီဟာကတော့ကျွန်တော်တို့ဒီ text ထဲမှာလည်းချင်းပြခဲ့ပြီးသားဖြစ်တဲ့အတွက် အဲအများကြီးလက်ရှင်းပြစာမလို့ဒါက intermediate level လည်းဖြစ်တဲ့အတွက်လွယ်လဲလွယ်တယ်ပေါ့နော်အဲ့တော့သူ့ကိုလေးလာကြည့်မယ်ဆိုရင်ဒီ ing ကိုနော် two things help me at the same time တစ်ချိန်ထဲမှာအရာနှစ်ခုဖြစ်ဖြစ်တယ်ဖြစ်ဖြစ်နေတယ်လို့ပြောခြင်းလည်းသုံးတယ် action နှစ်ခုဖြစ်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 နေတော့ပထမ action ဖြစ်တယ်ဆိုရင် having done ဆိုတဲ့ဒီ ing ကိုသုံးမယ်နောက်တစ်ခုသူကတစ်ခုခုကိုတဲ့ရောက်ကဘာကြောင့်လုပ်ရတယ်ဆိုတဲ့အကြောင်းကိုပြောခြင်းရင်လည်းဒီ ing ကိုသုံးလို့ရတယ်ကျွန်တော်ကြားထဲမှာကြံထားခဲ့တာ เนาะတခုခုဒီ event order ပေါ့ဗျာတခုဖြစ်ပြီးမှနောက်တခုဖြစ်တယ်လို့ပြောချင်ရလဲ ing နဲ့ပြောလို့ရပါတယ်တဲ့ having done ပေါ့ဗျာเนาะ okay ဒါဆိုရင်ကျွန်တော်တို့ exercise ကလေးကိုကျွန်တော်တို့ကြည့်ကြအောင်ဟုတ်ကဲ့ exercise ကတော့ကျွန်တော်အချိန်ကြာမှာဆိုတဲ့အတွက်ကျွန်တော်ကြိုပြီးတော့မှဖြည့်ထားရပေါ့နော်ကျွန်တော်ဒီမှာစာရိုက်နေရရင်ကြာမှာဆိုလို့ပါ okay 68.1 choose from box A and box B to make sentence use ing ing ကိုတုံးပြီးတော့မှ A နဲ့ B ရနယ်ကိုတွဲပေးရမယ်ပေါ့ okay ဘာမှလို့ဆံမလို့ပါဘူးကျွန်တော်ဖြေတာကိုကြည့်ဦးမယ်ကြည့်နေဦးလေးပါပဲ okay A က Kate was in the kitchen Kate ကအဲဒီရောင်ထဲမှာသူကဖြေတာပြီးပြီ she was making coffee သူ့ကိုကျွန်တော်တို့က ing နဲ့ရေးမှာဆိုတော့ Kate was in the kitchen making coffee လို့ရေးလိုက်တာ Amy was sitting in an armchair Amy က လက်ထဲမှာထိုင်နေတာသူကဘာလုပ်နေတာလဲ reading book စဖတ်ရင်ပေါ့ဗျာဒါကြောင့်မို့ Amy was sitting in an armchair reading a book Nicola opened the door carefully Nicola ဟာတကားကိုတည်တည်ချာချာလေးဖွင့်နေတယ်ဘာဘာဖြစ်လို့လဲဆိုတော့ she was trying not to make a noise စူးစူးညံ့ညံ့ဖြစ်စေခြင်းဘူးဖြစ်စေခြင်းလို့ပေါ့နော် Nicola opened the door carefully trying not to make a noise ဖြစ်ပါတယ် Sarah went out Sarah ဟာပြင်ထွက်သွားတယ်နော် she said She will be back in an hour. The night you not be alone, you do not be alone. And Sarah went out saying she will be back in an hour. Sago, I need only that one. Lisa worked in Rome for two years teaching English. Lisa worked in Rome for two years. She was teaching English. Go to the lugar. Teaching English. Sadeyan. English Sadeyan. Lisa ha. Your mama. Do. not Chao. Nige. Rere. Anna walked around the town. Anna ha. New. baby. Let's go. Rere. Huh? ပြီးတော့ she look at the signs and took picture သူဟာရှုခင်းနေကြည့်ပြီးတော့မှတ်တပ်ပုံရိုက်ခဲ့တယ်အဲ့တော့ lisa wo sorry anna walked around the town looking at the signs and took pictures ဖြစ်ပါတယ် okay ဒီမှာ taking ကလေးပါ taking ဖြစ်ရမှာကျွန်တော်ခဏလေးကျွန်တော် edit လုပ်ပြရစီ taking taking ဖြစ်ရမှာ p a k i n g taking ဖြစ်ပါတယ် okay ဒါဆိုရင်68.2ကိုကြည့်ကြအောင်ဆို ဒါကတော့ put the words in the right order စီစဉ်ခိုင်းတာပေါ့ဗျာအဲ့တော့ Joe heard his name playing football ဒီမှာကျတော့ I got very words in the ring walking ဒါလေးကိုဖြီလို့လေး pause လို့ပြီးတော့မှကိုယ့်ကိုဖြီလေးရတယ်ပေါ့နော် Laurel had an accident driving to work my friend slipped and fell getting off a bus getting off ဆိုတာကဘတ်ကားပေါ်နေဆင်းရဲလို့ပြောတာ Emily hurt her back trying to lift heavy vows တက်တာလေးကြီးကို မှဖို့ကြိုးစားရင်းအမလီဟာခါးနာသွားတယ် two people were two people were overcome by smoke trying to put out the fire overcome by smoke ဆိုတာမိကိုမွန်းသွားတာကိုပြောချင်တာမိငိမ့်ဖို့ကြိုးစားရင်းနဲ့တဲ့နော်လူနှစ်ယောက်ဟာမိကိုမွန်းသွားတယ် okay 68.3ကဘာလို့ခိုင်းတာဆိုတော့ having နဲ့ suitable verb တင့်လျော်တဲ့ verb တလုံးနဲ့တွဲခိုင်းတာကျွန်တော်ကတော့ကျွန်တော်တို့နဲ့ကျွန်တော်ထည့်လိုက်တယ်ပေါ့ Having finished her work, Catherine left the office and went home. Having bought our tickets, General Limadri will be there now. Having thought about the problem, Tatanajang will see Nija be there now. Having said he, he was hungry, to Baisare Lu be now. Having lost his job recently, Lolo Having lived most of his life in London, London Ma, Dubois de Shaolong Niva will. နေထိုင်ခဲ့ပြီးနောက်စာရှိတွေဖြစ်ပေါ့နော်ဒါကတော့တင့်လျော်ရပါတရားနဲ့တင့်လျော်အောင်ညီမျိုးတွေးလိုက်တာပါ Okay 68.4က make one sentence from two begin with ing or not ing ing တို့မဟုတ် not ing နဲ့စပါတဲ့ဒီ sentence အကြောင်းကိုဒီကြောင်းနဲ့ပြန်လုပ်ပါ Sometimes you need to begin with having တခါကျနော် having နဲ့စာဖို့လိုမယ် Okay don't forget the comma comma မမေ့ပါနဲ့ I felt tired so I went to bed early ဒါကတော့ so 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 ဆိုတဲ့တွေ့တာတွေက ဆိုးပါရင်တော့အကြောင်းပြချက်ကိုပြောချင်တာ feel tired i went to bed early ဒီမတိုင်းမှာ i thought they might be hungry so i offered them something to eat အဲ့တော့သူတို့စားနေမယ်ဆိုတာကိုထင်ခဲ့တယ်ဒါကြောင့်မို့သူတို့ကိုအစာပေးခဲ့တယ်တဲ့အဲ့တော့ thinking they might be hungry thought ကိုကျွန်တော်တို့ကဒီ thought ကို ing တောင်းပေးလိုက်တာပဲ okay နောက်တစ်ခုက Robert is vegetarian သူကတော့ vegetarian ဆိုတာကတက်တက်လွတ်တမောင်းကိုပြောတာ so he doesn't eat any kind of meat သူဘာသာမှမစားဘူးတဲ့အဲ့တော့ဒီ is ဆိုတာကဘတ်တူဘီဖြစ်နေတဲ့အတွက်ကျွန်တော်တို့က being လို့ပြောင်းပေးရမယ် being လို့ပြောင်းပေးမှရပါမယ် okay နောက်တစ်ခု i didn't have a phone ဖုန်းမရှိဘူးတဲ့ so i had no way of contacting anyone တယောက်ကိုမှကျွန်တော်ဆက်တွေ့ဖို့နည်းလမ်းမရှိဘူးတဲ့အဲ့တော့ baru leh sura phone masih lupa. Not having a phone lupa ya ma boya. Sarah has traveled a lot, so she knows a lot about other country. Ero di ni ma having ni sama. Having traveled a lot. Okay, I wasn't able to speak the local language, so. ဒါမှလည်း not နဲ့စာရမယ် was the ing ဖြစ်ရင် not being able to speak the local language လို့ဖြစ်သွားရမှာ Okay ဒါမှလည်း has been ဆိုတဲ့အတွက်ကျွန်တော်တို့က have you spent nearly all our money we couldn't afford to stay at hotel ဖြစ်ပါတယ် Okay ဒါဆိုရင်တော့အလုံးစီပြသွားလိမ့်မယ်လို့ထင်တယ်စမပီတီများကိုလည်းကျွန်တော်ရဲ့ comment box မှာဝင်ရောက်မှတ်ချက်ပေးပေးပါဗီဒီယိုလေးကိုဆုံးသတ်ကြည့်ပေးကြလို့ကျေးဇူးတင်ပါတယ်ကျွန်တော်တို့နောက်ဗီဒီယိုမှာပြန်လည်ဆုံးတွေ့ကြရအောင်အပတ်မကြည့်ရင် channel လေးကို subscribe လေးလုပ်ပေးကြဖို့မြတ်တမ်းရခိုင်ပါစေ Bye bye